ုံတိုင်းကြီးတဲ့မင်းကိုမင်းကိုအဲ့ဒီတော့တော့ပဲကောင်းကောင်းနေလာတယ်ဆိုတာဩတဲ့မင်းလည်းစားတဲ့တောက်ကြာကောင်းကောင်းနေတဲ့အခါမှာပဲပေါ့တဲ့အဲ့ဒီလိုအခါနဲ့အခါမှာအဲ့ဒီဧည့်သည်တွေကလည်းတကားပဲလာပြောတာဖြစ်တဲ့အတွက်အเจ้าရပဲလာဆောင်ရွက်တာဖြစ်တဲ့အတွက်အဲ့ဒီကြွေးထားတဲ့အခါထားတဲ့ဇာကောင်းတော်ဖွဲ့တွေကိုမစားဘူးမစားဘဲနဲ့ပဲသူတို့ပြန်သွားကြပြီဆိုတာဩတဲ့အဲ့ဒါတွေကိုဘယ်နဲ့လုပ်မလဲလို့မေးတယ် ဟာဒါတော့ကိုယ့်ဘာသာကိုပြစားမှာပေါ့သူတို့ကြွေးတာမှာသူတို့စားမသားဘူးလို့ဆိုရင်ဒါကိုစားမှာပဲပေါ့လို့အေးဘောဘမင်းဆဲတဲ့ဟာကြီးလည်းပဲငါလက်မခံဘူးဘာမဲ့ဟာပဲမင်းပြန်ယူတော့လို့ဆိုတဲ့သဘောမျိုးပဲပြောတာဗျာကဲ तू ကတော်တော်ကောင်းတာလို့ပြောပါပဲဗျာသူရဲ့ပြောဖို့ဆိုဘောနောက်ကျွတ်တို့ဖျားရဲ့ပြောဖို့ဆိုဟာကျွတ်တို့လည်းပဲအဲ့ဒါလိုပဲဘုဂဟုတ်ကတွေလည်းပြောချင်းပြောမှာပဲဗျာဟိုးဟာဟာဒီလည်းပဲကျွတ်တို့ကအပြစ်ဖြစ်နေတာမျိုးဆိုရင် သူတို့ကသိတယ်ဆိုရင်ပြောရှင်ပြောပါပဲဒါဆဲတာတွေပဲဗျာနော်မှန်ပါဗျာတကယ်လို့ကျုပ်တို့ကဟုတ်ဟာဖြစ်နေတာမျိုးကိုသူတို့ကနေပြီးတော့ကျုပ်တို့ဆဲဆိုတယ်ဆိုရင်အေးအဲ့တော့ငါတော့ဖြစ်တယ်ကွာအဲ့လိုတော့ငါပြောတယ်ကွာဆိုတော့ပြောဝန်ခံလိုက်ပြီးတာဗျာနော်မှန်ပါမဟုတ်ဘူးဆိုရင်တော့လည်းပဲဒါမဟုတ်ဘူးလို့ပြန်ပြီးဖြည့်ရှင်းလိုက်ပြီးတာမဟုတ်လားအဲ့တော့သူတို့ကဆဲတာပါလေကိုကပြန်ဆဲမနေကြပဲပြန်ဖြည့်ရှင်းတာရဲ့တော့မဟုတ်နေတယ်ဆိုရင်ကိုကဝန်ခံပေးလိုက်တာရဲ့ ਨੇ တကယ်ရည်ကြီးတဲ့သူရဲ့ဒါဒလိထုံးစံပေါ်ပြတာလုံးကြရမှာဗျအဲကျွတ်တို့ရဲ့ပြစ္ဆောကကဘာဝရဗုဒ္ဓဘာသာတွေလည်းပဲအဲ့ဒီလိုဖြစ်ကြတဲ့ပုံရှိဘူးဗျဒီရုပ်ကတော့အင်တာနက်တက်ကြီးလို့သိတာမဟုတ်ပါဘူးအင်တာနက်လည်းတက်လို့မကြည့်ဘူးအောင်နော်အပြောတယ်ပြုတ်ဆွမ်းလာလာပြီးကတ်နေတယ်တကယ်ကြီးပြောင်းရှိတယ်ပဲမဟုတ်ပါမမေကောပါတယ်လေပကောပါတော့နော်ဟုတ်ကဲ့ဥဝေမြင့်မောင်ဆိုပြီးတော့ အဲသူကပြောတယ်ဟာပြီးတော့ဘာကမောတာဘုဒ္ဓဘာသာကြီးလည်းပဲလိုပဲညာလိုပဲသူကပြောတာပေါ့ဗျာဘာလို့လဲဆိုတော့အဲ့ internet data ကိုကြည့်ပြီးတကလားမပြောသင့်တာဒီလည်းပြောကြတာပဲဆိုတာပြောလို့တယ်သူပြောတာပေါ့ဗျာเนาะအဲလိုမျိုးလိုရှိတယ်လို့ပြောတာပေါ့ဗျာအဲလိုဆိုတော့ဒါတွေကတော့တင်ကြားသူကတင်ကြားပေးဖို့ကောင်းတယ်ပေါ့နော်တိလေလူကနေပြီးတော့တင်ကြားပေးဖို့ကောင်းတယ်ပေါ့တချို့လည်းအလကားနေရင်တုတ်တယ်ပဲတူပါတယ်တခါလေသူများတွေကိုယ်နဲ့ ကိုယ်နဲ့ဝါရမတူတဲ့လူလို့ဆိုရင်ပေါ့နော်အဲတုတ်တော့အဲ့မတူပဲဒီမိုးပြရတော့ဘာလို့ထောင်းရတရားနာပါတကပဲပြောကြပါတော့ပြန်နော်ဟုတ်ကဲ့ဦးဇင်းဒီကတရားနာနေရတယ်ခဏနာယူနေဆယ်မိနစ်ရှိပါပါပြီနော်ဒီနေ့2016ခုနှစ်အောက်တိုဘာရဲ့26ရက်ထပိုင်းရတာ26ရက်ဩ ဟုတ်ပြီ24ရက်တော့25ရက်ထင်ပြီးတော့28ရက်ကျပါ26ရက်လို့ထင်နေကြုတ်ခလဲတာ29ရက်ဖြစ်ပြီနော်ဟောသူကဟောတော့ပါ29ရက်ဒါမိမျိုးမျိုးနဲ့ပြင်စားတိုက်တယ်စူမူအိုင်ရွာရဲ့အဲကျုပ်တို့ငွေဆိုင်ရာကျုပ်တို့ရဲ့တရားစခန်းမှာတရားစကားပြောနေတယ်တရားလို့ပြောမှာပေါ့တော့ကောင်းစီဖြစ်တယ် ကျို့တို့တွေကိုကျို့တို့တရားကိုပဲအဓိကပြောကြအောင်ဗျအဲကျို့တို့ရှေးခါကအဓိကပြောခဲ့ကြပြောခဲ့တာဆိုလို့ရှိရင်တရားကိုဖြင့်သိမပြောမိဘူးဘာပြောမိတယ်လဲလို့ဆိုလို့ရှိရင်တော့ဖြင့်ဒီအတူရခေါ်လို့ဆိုတဲ့အတိအမြင်လို့ခေါ်တဲ့ဒသနာပဲကျို့တို့ကပြောတာများတယ်ဘာဖြစ်လို့ဒသနာကိုကျို့တို့တစ်လျှောက်လုံးဖိပြီးပြောနေခဲ့ရတယ်လဲလို့ဆိုရင်ကိုချင်းစာလိုပဲ ဘယ်လိုကုချင်းစာလို့လဲလို့ဖြစ်တော့ဟာတို့လူတွေကဗုဒ္ဓဘာသာတွေတို့ဗုဒ္ဓဘာသာတွေဟာတရားတော့သိကြပြီသားပဲပေါ့ဘယ်လိုသိကြပြီသားလဲလို့ဆိုလို့ရှိရင်ပဏာတိပါဒသူ့တဲ့ကိုမတဖူးဆိုဒါတရားတာပဲအဋိဏဒါနသူ့ဥစ္စာကိုမခိုးဘူးဆိုရင်တရားတာပဲကမိတုဝိသဇာရသူ့ဧထောင်သားမယားတွေကိုကိုကမမားဘူးဆိုရင်တရားတာပဲမူတာဝါဒအဲတကယ်လို့မူတာဝါဒကိုကျင်ပြီးလိမ့်လဲ လှည့်ပြားပြီးတော့မပြောဆိုကြဘူးလို့ဆိုရင်ဒါတရားတာပဲသူအမေရိကမိစပမာဒဌာနတည်တည်ရဲ့လို့ဆိုတဲ့အရာတွေကိုမှားတဲ့အရာဟာဘာလဲမှန်တဲ့အရာဟာဘာလဲလို့သိနေရနေပြီးတော့မသိတဲ့အဖြစ်ရောက်အောင်ရမူးတာဟာဆိုရင်တော့ဒါမတရားတာပဲဒါတွေမလုပ်ဘူးလို့ဆိုရင်တရားတာပဲဒီချက်၅ချက်ကတော့ဘုရားဘာသာရယ်လို့ဖြစ်တယ်ဆိုကြတဲ့က လူတိုင်းယူထားကြတယ်။တီလာယူတယ်ပေါ့။လူတိုင်းယူထားကြပြီးသားဖြစ်တဲ့အတွက်တီလာကိုဖြင့်တိကြပြီးသားလို့အဲကျွတ်တော့ဒီလိုမျိုးလို့အောက်ပေးတယ်။ဒီတီလာကပြောပစင်တော့မတရားတာတွေရဲ့ပြောင်းပြန်ဆက်ကျင်ဘက်တွေဖြစ်တဲ့အတွက်တရားတာတွေပဲဗျ။တကယ်တော့မတရားတာတွေဟာ မတရားပဲ။အဲ့မတရားတာတွေရဲ့ပြောင်းပြန်ဆက်ကျင်ဘက်ဟာတရားပဲဗျ။ကျွတ်တော့တော့စောစောက ဒီတရားဓမ္မကိုသိပြီးတဒနာကိုသိပြီးတော်တော်ဆိုတော့ရှင်းသိပြကြီးကိုဆံပြီးတော့အဲကျုပ်တို့ညီကိုဘုန်းကြီးနှစ်ပါးသွားကြတယ်မသွားဘူးလို့သွားတာပါအကူလုတဲ့ဘုန်းကြီးကသူကအရေးချောင်းမှဖြစ်ဖြစ်မိသားမှဖြစ်ဖြစ်သူ့ကိုနိုင်ငံတော်ကနေပြီးတော့ free bus ပေးထားတာရှိသွားခြင်းရသွားသွားခြင်းတဲ့စေကံကနေ သွားခြင်းတဲ့စေကံသွားသွားခြင်းတဲ့ဘုရားကနေသွားခြင်းတဲ့ဘုရားသွားဒါအခမဲ့သူ့ သွားခွင့်လက်မှတ်ပေးထားတာဆိုတော့အဲအားရဲဆိုရင်သွားတာပေါ့အဲအဲ့ဒီနော်တော်ကြီးဘုန်းကြီးကလည်းပဲအဲသူဖြင့်ဒီလက်မှတ်ရတာကတော့ဖြင့်ပဋိဒံလုံးပုဂ္ဂိုလ်ဖြစ်မှာပဲလို့တချို့ဘုန်းကြီးအိုကြီးတွေမှာရတာဆိုတော့ဘုန်းကြီးအိုကြီးတွေသူတို့ဘယ်မှသွားအောင်မသိမသိဘူးသူကတော့ပြိုးပြိုးရွယ်ရွယ်နဲ့ဒီတရားရထားတယ်ဒီလက်မှတ်ရထားတာဆိုတော့သွားတယ်ဗျာသူကလည်းပဲတောက်တောက်တခါလဲခောက်တုတ်ခောက်ပြသွားနေတာပဲဒီထက်ကျုပ်ကလည်းသူနဲ့နေတဲ့အခါကျတော့ကျုပ်လည်းပဲ ပါပါသွားတာပေါ့ဗျာအဲ့ဒါလို့နဲ့ချင်းတွဲရနေသွားလိုက်တာဒင်းဘောနဲ့ဆိုတော့ညအိတ်လမ်းမှာရှိကလေးဝအောင်ညတော့အိတ်ရသေးတယ်ထင်တယ်ဗျာကဏီတညအိတ်ပြီးတော့အထက်နားမှာညအိတ်တယ်ထင်တယ်အဲအိတ်တယ်နာမည်တော့မသိတော့ဘူးဒါတော့ကလေးဝရောက်တော့ညဖြစ်သွားပြီပေါ့ကလေးဝရောက်တော့ဒင်းနဲ့လည်းဖြားရှင်တက်တက်ဖြစ်တယ်ဗျဘောဆိုအဲ့ဒီဒင်းဘောကတရုတ်ဒင်းဘောလို့ပြောတယ်ဗျပူလိုက်တာအပူတာဆိုတော့လည်းပဲ အဲပူရင်ရေချိုးလိုက်အဲရေချိုးပြီးလဲခါကိုခန်းနဲ့ပြန်ရောက်လဲပူတာပေါ့နော်အဲဒီလိုကနေပြီးကျုပ်တို့ဖျားချင်တဲ့တင်ဖြစ်တယ်အဲဒီမှာအဲ့ဒီကြောင်ရောက်တဲ့ခါကျအဲ့ကြောင်ကဘုံကြီးလေးတစ်ပါးကလည်းပဲတွတ်တွတ်ကလေးမန္တလေးရတယ်လို့ဒါအဲတွတ်တွတ်ကလေးကနေအဲ့ဒီရောက်နေတာဆိုတော့စကားလာပြောရင်းနဲ့ကျုပ်တို့တော့ကြီးရတာသိမပြောဘူးကျုပ်ကပြောတာတရားကြီးပြောလိုက်တာ7နှစ်နာရီလောက်ရောက်သွားအာကျုပ်ကတရားပြောတတ်တဲ့သူလို့ထင်ပုံရတယ် ဒါနဲ့သူ့ရဲ့ရရွာတဲ့တရားစိတ်ကိုသားတဲ့သူတွေကိုခေါ်ပြီးအကျုပ်နဲ့နောက်တညပါတွေ့ဆုံပေးတယ်။တွေ့ဆုံပြီးတော့လဲကြောင်ဖန်းနေရောကြောင်တင်မိုးရောရှင်ဥက္ကဋ္ဌရောအစုပ်ပလုံပဲဗျာအဲ့ဒီမှာလည်းပဲအဲ့လိုဆိုတော့သူတို့နဲ့စကားပြောရတာကိုတော့အနည်းကတော့မခံရပါဘူး။ဒါပေမဲ့သူတို့အားလုံးနဲ့စိတ်သက်ညီညွတ်အောင်တော့ကိုလည်းသိပြောနိုင်တာမဟုတ်ဘူးပေါ့။အဲ့ဒါနောက်တညလောက်ရောက်တဲ့ခါကျတော့တမျိုးလုံးကလူတွေကိုခေါ်ပြီးကြတာလား တရားဟောပွဲတစ်ခုကျင်းပရအောင်ပြောတယ်အဲနော်တော်ကြီးပြီးတော့ရှေ့ရနေပြီးတော့သူပြောတာပေါ့နင်တော်ကအကျုပ်ကိုတရားပွဲအထိကလှုပ်လိုက်တဲ့ခါကျကျုပ်ကလည်းတရားဟောရတယ်ကိုလေးတရားဟောဘူးဟောစားရှိတာမဟုတ်ဘူးအဲ့ဒါဟောတဲ့ခါကျတော့အင်းဒီလူတွေနဲ့ငါဘယ်လိုလုပ်ပြန်ညီညွတ်ဟောပါမတော့ပေါ့တရားတော်ဟောပြီးနောက်မကျေနပ်တဲ့သူတွေကကျေနပ်တဲ့သူကကျေနပ်သွားပြီပဲမကျေနပ်တဲ့သူတွေကနေပြီးတော့မကျေနပ်ကြံခဲ့ရင်လည်းမကောင်းဘူးလို့ ဒါနဲ့ဟောမယ်တရားတစ်ခုကိုစဉ်းစားလိုက်တဲ့အခါကျတော့အဲတရားဆိုတာဗျာလို့မတရားရဲ့ပြောင်းပြန်စัจကျင်ပဲပါပဲလို့အဲ့ဒီမှာစပြောပူတာဗျာအဲ့ဒီလူတွေတော့အကုန်လုံးမိကြရောဆိုပြီးတော့ဗောဗျာဘာဖြစ်လို့လဲဆိုတော့မတရားရဲ့ပြောင်းပြန်စัจကျင်ပဲဟာတရားပဲလို့ပြောရင်တော့ဒါကိုညင်းကြလေဘသူဒီဘက်ကနေပြီးတော့လွတ်ထွက်သွားအောင်ညင်းနိုင်ပါလေဗောလူကမညင်းနိုင်တော့ဘူး မတရားရဲ့ပြောင်းပြန်ဆန်းကျင်ပဲဟာတရားပဲလို့ဆိုတော့ဒါမှန်သွားတာ ਉਹ အဲ့တော့လည်းသုံးသပ်လိုက်တဲ့အခါမှာအဲ့ဒီလိုပဲရပါတယ်။နောက်တော့ဒီစကားကကိုယ်ပဇတ်ထဲကိုရောက်လာပြီဆိုတော့ဒီစကားကိုတွင်တွင်လေးလည်းပြောပါတယ်။တရားဆိုတာမတရားရဲ့ပြောင်းပြန်ဆန်းကျင်ပဲဖြစ်တဲ့ဟာကိုပြောတာတော့လို့ဆိုတဲ့စကားကကျုပ်တရားပွဲတွေမှာပါပါနေပါတယ်။တကယ်တော့ဟုတ်တယ်ဗျ။ဒီမတရားဆိုတဲ့ဟာကြီးကပြောပစွန်တော့လူလက်မခံတဲ့ဟာကြီး အဲ့ဒီလူလက်မခံတဲ့မတရားဆိုတဲ့အရာတွေရဲ့ပြောင်းပြန်တာလှုပ်လိုက်။ဟောတရားသွားတော့ကြရတာ။အဲ့တော့တရားကိုကြုံသိနေတာဟာဟောတသဒနာတော်လုံးဝသိကြတာမတူတော့ဘူးဖြစ်။တသဒနာတော်လုံးဝသိတာကတရားဆိုတာဟာထွက်လျဝင်လေးရှုရတာနဲ့တရားထုတ်တာ။တချို့ကြတော့လဲထိတာသိတာရှုရတာနဲ့တချို့ကြတော့လဲဗိညာဖောင်းတာရှုရတာနဲ့တချို့ကြတော့လဲဖြစ်တာ ပြက်တာရှုရတာနဲ့ တချို့ကြတော့လဲဆံပင်နေအမွေးတွေခြေသက်လက်သက်တွေသွားအေးထူအေးပါတွေဟာရိုရှာဆက်ဆုပ်เสียဖြစ်တယ်ဆိုပြီးတော့ဂေတာဒီဆပင်ဟာတော့အဖြစ်ရောเสียပဲလောမာဒီနခာဒီအဲအစရှိတွေလက်သက်တွေကလည်းယွန်เสียရည်နဲ့အဲအဲ့လိုမျိုးလို့ရှုကြတယ်ဗျသူတို့ကခုပြောရဘူးတဲ့တို့ကတော့ဒီလိုပဲမြင်တယ်တချို့ကြတော့လဲ အပုတ်ကောင်းနေဘူးအပုတ်ကောင်းလို့ရှုအဲ့လိုပဲဖူးရောင်နေတဲ့ဟာတွေလို့ဖူးရောင်နေတဲ့ဟာတွေလို့ရှုဒါတွေကိုတို့ရတယ်ဆိုတော့တရားရှုတာတရားအထုတ်တာလို့သူပြောတယ်တရားထုတ်တော့ရတော့သူဘာရပါတော့လို့ဆိုလို့ရှိရင်သူဘာရတယ်လို့လည်းသူမပြောနိုင်ဘူးဗျာအဲ့တော့အကျုပ်တို့ဖြင့်အများသူငါရဲ့တရားလို့ပြောနေတာနဲ့ကျုပ်တို့တရားလို့ပြောတာနဲ့အပြင်ခြားသားလိုက်တာ သူတို့ကတော့တရားဆိုတာပတရားရဲ့ပြောင်းပြန်ဆန့်ကျင်ပဲဟာတရားပဲလို့သူတို့ပြောလိုက်တော့အများဆုံးသိနေကြတယ်ဗုဒ္ဓဘာသာဆိုတဲ့သူဟာနာဗတိလာတော့ယူဘူးကြတာယူတယ်အဲ့ဒီနာဗတိလာကိုစောက်တည်ရတယ်လို့ဆိုတာဒါတရားပဲအဲ့ဒီနာဗတိလာကိုစောက်တည်ရတာရဲ့ဆန့်ကျင်ပဲဟာတွေဟာဗတရားတွေပဲပန္နတိပါဒဝိရမဏိဆိုတာတရားပဲ ပါဏာတိပါဒဝရမဏိရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ပါဏာတိပတ်ဝိရတိရဲ့ဝိသမိတာပါအလေးပြပြောမယ်ပါဏာတိပါဒဝရမဏိဆိုတာပါဏာတိပါဒဝိရတိအာဝရမဏိနဲ့ဝိရတိနဲ့မတူဘူးလို့ပြောတယ်ဝရမဏိဆိုတာရှောင်ကျင်စရာပြောတာဒါအဲ့တော့ဝိရတိလို့ဆိုတာဝိရဝိရဝိရမဏိမှာဝိရမဏလို့ဒီပေးရတာဝိရမဏိကဝိရမဏ ရမဏဆိုတာရမနာပါပဲရမဆိုတာပြောတာကိုပြောတာဝိရမဆိုမပြောဘူးလို့ပြောတာဝိရမဝိရမဏိလို့ဆိုရင်မပြောတော့ပါဘူးပေါ့တတ်ချင်းနဲ့ဖြင့်မပြောတော့ပါဘူးဟောဝိရမဏိလို့ပါတယ်အဲ့လိုဝိရမဏိလို့လို့သူတကယ်ချောင်းကျဲသွားတာကိုဝိရတိလို့ပြောတာပါရမီပါတာဝိရတိဝိရတိရဲ့ဝိရတိဆိုတာလဲဝိရဘတိပဲပေါ့ အရဘာကပြောတာပဲအတိကတော့ဒါဝိပပေါ့နော်အဝိကတော့စัจจပဲပုံပဲဝိရတိဆိုတာဟာမပြောတော့ဘူးပြောသူတည်းပြောပတိတော့ဘူးလို့သူပြောတော့အဲ့တော့ပါဏာတိပါဒဝေရမဏိလို့ဆိုရဲအဲ့ဝေရမဏိတရားရဲ့ဝိရမိတ္တပမပြောစရာကဘာတွေမို့လဲမပြောစရာဟာသူ့တက်သရဲ့သိုးတာပေါ့ဘယ်လိုမကောင်းတာပေါ့တဲ့ အဲ့ဒီမကောင်းတဲ့အဖြစ်ကမတရားပဲဗျာအဲ့ဒီမတရားကိုမြင်ပြီးမှဘာနာတိပါတာကိုဝေရမဏိပါတယ်လို့သူတို့ရောက်ကျင်ရတာဟုတ်ဗျာအဋ္ဌိနာဒါနလည်းဒီတက်ပဲဝေရမဏိပဲကာမေတုမိစ္ဆာစာရဝေရမဏိဆိုလည်းကာမေတုမိစ္ဆာစာရဟာဝိရတိပဲအဲ့ဒီကာမေတုမိစ္ဆာစာရကိုဘာဖြစ်လို့လဲလို့ဆိုတော့ဟာသူပြအိထောင်သားများကိုကိုကနေယူလိုက်တယ်ဆိုရင် ဘယ်တကယ်ပြောစရာဖြစ်ပါမလဲတကယ်ဘယ်ပြောစရာဖြစ်ပါမလဲဆိုတာအမှုလေဒါဘာတွေနဲ့ရှောက်ဖြစ်ပြီးတကလားလူတော်တော်ကိုမငြိမချနိုင်ဘူးဖြစ်မှာပေါ့ပေါ့အဲအဲ့ဒီလိုမျိုးနဲ့ဒါဝိရမိတ္တဘာကိုမြင်ရမှာပေါ့ဝိရမိတ္တဘာဟာ မတရားပဲဝိရတိလှုပ်လိုက်နိုင်တာဟာတရားပဲအဲ့လိုဆိုတော့တရားက မတရားရဲ့ပြောင်းပြန်တယ်တရားရဲ့ပြောင်းပြန်တာမတရားပဲ မတရားလုပ်ရင်တရားမရှိဘူးတရားလုပ်ရင်မတရားမရှိအောင်ဩလို့ပြောတော့ဩတရားနဲ့မတရားကပြောမစို့အလင်းနဲ့ပေါင်းပဲတရားကအလင်းလို့ဆိုရဲမတရားကပေါင်းပဲစမ်းကျင်တယ်လို့ဆိုလို့တာပေါ့ဗျာနော်အဲအဲ့လို့ဆိုတော့ဒီစမ်းကျင်တဲ့အရာကိုကိုကနေပြီးတကလားသိရမှာပေါ့အဲ့ဒါကိုကျုပ်တို့ဗုဒ္ဓဘာသာတွေကအဲ့လောက်မတရားကိုတော့သိလိုက်ကြသဘာဖြစ်ချင်းဗျာ ဘုရားဘာသာတွေကအကုသိုလ်ကိုမတရားဘူးလို့တီးတယ်။ဘာလို့လဲဆိုတော့ तू ဝိသုမိတပါပဲဗျ။ဝိသုမိတပါဆိုတော့ရှောင်စရာလို့တလို့ဆိုတာပေါ့လေ။ရှောင်ကျင်စရာရှောင်ကျင်စရာဖြစ်လို့မလို့ तू မတရားဘူး။အဲ့ဒီရှောင်ကျင်စရာကိုရှောင်ကျင်လိုက်ပြီးသွားပြီလို့ဆိုလို့ရှိရင် तू တရားပြီရ။အဲ့ဒီရှောင်ကျင်တာကရှောင်ကျင်ပါတယ်လို့တစ်ချိန်လေးစိတ်ဖြစ်တာကလေးတော့နည်းတော့မပြီးဘူးပေါ့။ရှောင်ကျင်ပါတယ်လို့ဆိုတာကိုလေ့ကျင့်ရတယ် ကိုရှောင်ကျင်တာကိုလေ့ကျင့်ရလေ့ကျင့်ရတယ်လို့ဆိုတာဘာလို့လေ့ကျင့်ရတာလို့ဆိုရင်တော့အဲ့လိုပဲကောင်းတဲ့မှာဝင်လာတဲ့အတိလေးနဲ့တယ်သူကနေရှောင်ကျင်နေတာမဟုတ်ပဲနဲ့တကူလုံးရှောင်ကျင်တာဖြစ်သွားလေ့ကျင့်ရအဲ့ဒါအဲ့ဒီရှောင်ကျင်မှုကိုငါဘတိလကိုပေါ့ဗျာခုနဗန္နတိပတာဝေရမဏိကိုရသွားတယ်လို့ဆိုတာလည်းရှိတယ်ဗန္နတိပတာဝေရမဏိဘယ်လိုရသွားလဲဘယ်လိုမှကို ူဖြင့်မတတ်တော့သူတကူလုံးဖြစ်သွားတယ်အဲ့ဒါခင်ဗျားတို့ဗျာနားနားလေကြရလားမသူနားလေဗျာကောင်းနေဗျာအဲ့ဒါလေဘယ်လုံးဖြစ်ဖြစ်လုံးပြီလို့ဆိုလို့ရှိရင်အစမှာတော့ဘေးတက်ပါတော့ဥက္ကောဘော်ဒ်ဆိုင်ကယ်ကိုလူတိုင်းလူလို့ဒီတက်ကြပါတယ်အခုခင်ဗျာဒါပေမဲ့မွေးကလေးကတော့ဘယ်စည်းတက်ပါတော့ဘော်ဒ်ဆိုင်ကယ်ဆိုတာဆက်ဘေးနဲ့လေအတူတူပါပဲသူလည်းနှစ်ဘေးရှိတာဆိုတော့နင်းရတယ်ပေါ့နော် ပြေတော့ပြောကျွတ်တမ်းမှာမိုးကျုပ်လဲရှိတယ်နော်တခါကြီးဟုတ်ပြတ်မိုးကျုပ်လဲချိန်တာသိလေဟုတ်လားအဲအဲ့လိုပေါ့ဘလို့ရတော့လူဟာမတတ်ဘူးလူကပြောမစွန်တော့ဒါလည်းပဲတကားစားပြီးပြောပါပါပေါ့လူဟာဘာမှသိမတတ်ဘူးညာအဲကျုပ်ရဲ့အဆုံးစွန်အထိစဉ်းစားကြည့်လေအတို့မွေးလာတော့ပက်လက်ကလေးအိတ်ကြရလားလို့ကို့ရင်ကောင်ကနေလာကြိုက်နေတယ်ဖြစ်ဖြစ်ခြင်ကောင်ကနေလာကြိုက်နေတယ်ဖြစ်ဖြစ်အဲရင်ကောင်နဲ့ခြင်ကောင်တော့လူ၆တက်တဲ့ အတတ်ရှိဘူးပေါ့ကိုယ်ကန်နေတဲ့ရေကောင်ကိုရှင်ကောင်ကိုမကဲ့အောင်ခြောက်တတ်တာမျိုးသူမရှိဘူးစကားပြောတတ်တာလို့ဆိုတော့ဝေးရောပြောစင်တော့ तू မတတ်လည်းမထတတ်ထိုင်တော့မထိုင်တတ်သေးဘူးညာအဲအထိုင်လေးနည်းနည်းလေး तू လေ့ကျင့်ပါနည်းနည်းထိုင်တတ်တာအဲ့ဒီကနေထိုင်တတ်ပြီးနောက်မတတ်ရတော့မယ်ဆိုရင်မရတတ်ဘူးလူကြီးကနေပြီးတော့သူ့ကန်ရင်ပြီးမတတ်ရပေးရတယ် မတရပေးပြီးတော့ဂင်ထားတဲ့လက်ကိုဖောက်ဖောက်ကလေးနဲ့ဩငါသားလေးကငါသမီးလေးကရတ်တပ်ပြီလို့အမှန်တော့သူ့ကိုချီချူးဩဘာပေးရတာပေါ့တော့အဲ့လိုပေးရင်လည်းပါသူကလည်းတင်းတဲ့ရတ်တာလေးကိုတင်းပြီးတော့သူရက်ကြည့်နေမှာပေါ့တော့အာထုတ်နေတာဒါလေ့ကျင့်နေတာအာငါသားလေးရတ်တပ်ပြီအာငါသမီးလေးရတ်တပ်ပြီနဲ့ပေါ့ဗျာအဲ့လူကြီးကအဲ့လိုပဲဖောက်ဖောက်လေးလက်လွတ်ကြည့်လက်လွတ်ကြည့်လဲအဲသူမအောင်မြင်သေးခွေးကြတော့မှာပေါ့တော့ အဲအောင်မြင်တော့ဖောက်ဖောက်လေးလက်လွတ်လိုက်လေသူကရက်နေပြီအဲလုံးလုံးလက်လွတ်လိုက်တဲ့အချိန်ထိသူရက်နေပြီပေါ့ဒါဆိုတော့ဟာရက်တက်ပြီရက်တက်ပြီတဲ့အဲလူကြီးတွေပြောကြရတယ်ဗျအဲဒီလိုမျိုးလို့ဒါသူ့ကိုအလေးကျင့်ခိုင်းရတယ်လေးကျင့်ခိုင်းမှသူရက်တက်တာဆိုလိုတာကတော့ပြင်မလေးကျင့်ရင်မတက်ဘူးလို့ဆိုတာကိုအဓိကပြောလို့ရပါဗျာအဲ့ဒီဘတ်တရပြီးတော့လမ်းသွားတော့ပဲဆိုရင်လည်းအဲ့ဒါလည်းခက်ပြန်တာပဲပြန်တော့ဒါလည်းသူ့အနေကလေးအနေနဲ့ဆိုတော့ခက်ရပါ ။ဩစုဘတ်တရတာဒီကိုလုံးကြီးတစ်ခုလုံးရဲ့အလေးချိန်ကြီးကိုဒီခြေောက်ကလေးနှစ်ချောင်းပေါ်မှာတဲ့တင်ပြီးဒီခြေောက်ကိုတောက်ထားရပါလို့ဆိုတော့တောက်တတ်တာတို့ဘာလို့ဆိုတာမရှိဘဲရတ်တတ်ပါ။ကဲရတ်တတ်ပြီးကဲလှန့်ရှိလှန့်စမ်းလို့ဆိုတဲ့အခါကျတော့ရှိလှမ်းမယ်ဆိုရင်ခြေောက်ကိုတစ်ချောင်းကိုနှုတ်ပါပါ။ခြေောက်တစ်ချောင်းနှုတ်ရဲ့တကူလုံးရဲ့ weight ကိုခြေောက်တစ်ချောင်းပေါ်တဲ့အတူတင်ထားပါဗျာ။ ရှင်တော်တချောင်းပေါ်တင်တင်ပြီးတော့ဗတ်တရရတယ်ဆိုတာလဲသူ့အနေနဲ့တော့တကယ်စွန်စားမှာပဲပေါ့ဘာလို့လဲဆိုတော့ तू ကခြေတော်တချောင်းနှုတ်ယုံနေမကပဲနဲ့အဲ့ဒီနှုတ်တဲ့ခြေတော်ကိုရှေ့တိုးအောင်ပါဒါလှမ်းတာပဲလို့ပြတာဒီလှမ်းတာဆိုတာလဲလွယ်ဘူးဟာလို့ तू အနေနဲ့အတော်ကြီးအားထုတ်ပြီးလေ့ကျင့်ပါလို့အတော်ကြီးအားထုတ်ပြီးလေ့ကျင့်လိုက်ခါမှ तू ရှေ့ကိုတလန်းလန်းတတ်သွားပဲဟာငါသားသွားတတ်ပြီငါတပီးလေးသွားတတ်ပြီ သူ့ကိုမြောက်ပေးရတာဩဘာလက်ခုပ်ပေးပြီးတခါလာသူ့စီကနေပြီးတော့အာရင်တွေထွက်လာပေါ့ဗျာအင်ဒိုဖိန်းတွေထွက်ပြီးတော့တခါလဲပျော်ပြီးတော့သူလှုပ်ချင်လာအောင်အာအာကတာလေးကလန်းတတ်ပြီအသူကြီးလေးလန်းတတ်ပြီနဲ့သူ့တို့လှုပ် ကြရတာဗျာဒီလိုပြောမယ်ဆိုရင်ကျုပ်တို့တွေဘာမှမတတ်ဘူးလို့ဒီလိုဆိုတော့မတင်မဲနဲ့ဘာမှတတ်တင်တာတော့ဗဇက်ကလေးနဲ့တင်လို့မရဘူးလေ့ကျင့်ရသေးတယ်လေ့ကျင့်မှသူလည်းတတ်တာ ယုတ်တော့အခုခေတ်အာဂသသမားတွေကြီးပါလားဗျာဘောလုံးကတဲ့သူ။ဟိုအနာရီခံပြီးတကလားသူတို့ကန်းနေရရှာတာပဲ။တကယ်ဘောလုံးသမားဖြစ်လာဖို့ရအတွက်။အာတန်လုံးပြစ်သမားဆိုရင်လည်းပြစ်နေရတာပဲ။အဲ့ဒါလိုမျိုးနဲ့အခုံသမားဆိုရင်လည်းအခုံလေးလေးကျင့်နေရတာပဲ။အပြေးသမားဆိုလည်းဒီဘောလုံးကကြီးတပတ်ပြီးခါပြေးနေရရှာတာပဲ။လေးကျင့်ရတာ။လေးကျင့်မှသူတို့တွေတတ်သွားတာဗျ။အဲအဲ့ဒါလိုပဲကျွတ်တို့လည်းပဲအခု သူ့တဲ့တတ်ချင်းမှရှောင်ကျင်တယ်လို့ဆိုရဟာကိုသူတို့လေ့ကျင့်ရပါဗျာနာမည်ကိုကတီလာလို့ပြောတာတီလာဆိုတာလေ့ကျင့်စရာပဲအဲ့တော့လေ့ကျင့်စရာဆိုသူတို့ကလေ့ကျင့်ရပါဗျာသူတို့လေ့ကျင့်ကြပါဘူးနော်ဘယ်လိုများတို့မတတ်တာကိုလေ့ကျင့်တဲ့တုံးလို့ကို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 ဆန်းစစ်ကြည့်အဲ့ဒိန်ထားလိုက်တာပါပဲယူပြီးပြစ်ထားလိုက်တာပါပဲလေ့ကျင့်ဘူးဗျာအဲ့ဒီနာဒနာဝေရမနီလို့ဆိုပြီးတခါလာသူများပြည့်စည်မခိုးပါဘူးလို့ဆိုပြီးတော့သူတို့ကတည်ပြီးတော့ အဲယူလိုက်တယ်ခံယူလိုက်တယ်စောက်တီလိုက်တယ်အဲ့စောက်တီလိုက်တာငါသူကပစ္စည်းကိုမခိုးဘူးဆိုတဲ့ဟာငါပဲလူလေးကျင့်တယ်လေလို့ကိုကိုကိုမေးကြည့်မလေးကျင့်အဲ့မလေးကျင့်တော့မခိုးတဲ့သူကကိုဖြစ်မှာတော့မတတ်တဲ့သူကလည်းကိုဖြစ်မှာတော့တကယ်လို့သာမတတ်တာကိုလေးကျင့်လိုက်လို့မခိုးတာကိုလေးကျင့်လိုက်လို့ပေါက်သွားရဲ့သူကမတတ်တတ်တော့မခိုးတတ်တော့ဟောအဲ့လိုရတယ် ဒါကြီးကပြောမစင်တော့လူအတွက်အမတန်မလူလာတဲ့အရာပဲတတ်တတ်တာကြီးဟာအမတန်လူအတွက်မလူလာတဲ့အရာပဲခိုးတတ်တာဟာလည်းပဲလူအတွက်အမတန်ကို မလူလာတဲ့အရာပဲအခိုးတတ်တဲ့သူကိုတခိုးလို့ပြောရပါပဲတတ်တတ်တဲ့သူကိုလူသတ်သမားလို့ပြောရပါပဲကျို့တို့တွေကဘယ်လိုဖြစ်နေရောဖြစ်တော့ခိုးတော့ခိုးတတ်တော့လည်းမတတ်ကျို့တို့တွေက အဲကျုပ်တို့ကလည်းမတတ်ပဲနေနေမှပဲမတတ်တတ်တဲ့သူမဖြစ်သေးဘူးလားမခိုးပဲနေနေမှပဲကျုပ်တို့ဟာမခိုးတတ်တော့တဲ့သူမဖြစ်သေးဘူးလားလို့မေးမဖြစ်သေးဘူးမခိုးသေးတဲ့သူပဲဖြစ်လိမ့်မတတ်သေးတဲ့သူပဲဖြစ်လိမ့်မယ်မတတ်တတ်တဲ့သူတော့မဟုတ်ဘူးမတတ်မတတ်တော့တဲ့သူမဟုတ်ဘူးမတတ်သေးတဲ့သူဟောတတ်ရမှမရှိသေးတာဟုတ်ဗျတတ်ရရှိရင်တော့ချပါပဲဗျနော် ခင်ဗျားတို့အဲဓာတ်တလက်နဲ့ခုတ်ဖို့အတွက်တတ်ဖို့အတွက်လားနေပြီလို့ဆိုလို့ရှိရင်ငိမ့်ခံမနေတော့ပါဘူးခင်ဗျာအာမင်းကငါမသိအောင်ကတော့မင်းအသေးခံရမှာပဲဆိုပြီးတော့လာကိုဒီမှာသာတဏ္ဍတစ်ခုရှိလို့ကတော့ယူလိုက်ပြီးတော့ဒုံးဆူချလိုက်ပါပဲကိုတတ်မဲ့လူတော့ဖြင့်အဲ့လိုပြောမယ်ဆိုကိုတတ်မဲ့လူတော့ဖြင့်သူ့တရားမဲတတ်ရပါပဲဗျာဒါအဲအဲ့လိုဆိုတော့မတတ်တော့တဲ့သူတော့မဟုတ်ဘူး မတတ်သေးတဲ့သူလို့ဒါလိုပြောရမှာပေါ့ဗျာနော်အမခိုးတော့တဲ့သူလည်းမဟုတ်ဘူးမခိုးသေးတဲ့သူလို့ဒါလိုပြောရမှာဗျာဟာဒါဖြင့်မတတ်တော့တဲ့သူကဘယ်တော့ဖြစ်မှာတို့မတတ်တော့တဲ့သူဖြစ်တာဘယ်လိုဖြစ်တာတို့မခိုးသေးတဲ့မခိုးတော့တဲ့သူကလည်းပဲဘယ်လိုဖြစ်မှာတို့မခိုးသေးတဲ့သူကဘယ်လိုမခိုးတာတို့အဲ့ကျတော့မေးရမှာပေါ့ဗျာနော်ဒီတော့ပြောမယ်စေမခိုးသေးတဲ့သူနဲ့မခိုးတော့တဲ့သူ ဘယ်လိုခြားနာတော့မတတ်တော့တဲ့သူနဲ့မတတ်သေးတဲ့သူကဘယ်လိုခြားနာတော့ဟောမေးရပါကြနော်အဲ့ဒါလိုမေးမဲ့သူရဲ့ဒါအဖြေမရှိရင်တော့လည်းမကြိုက်ဘူးပါဗျာဖြေတော့ရှိမှကြိုက်ပါဗျာအဲ့ဒါလေးကိုကြုံပြန်ဟုတ်ကြဗျာလေးတလူတစားအစလည်းမဟုတ်ဘူးအဆုံးလည်းမဟုတ်ဘူးတဲ့သူပါတယ်သူ အပိုင်းလေးတဲ့သူကိုကြားဘူးတာကိုရထားတာလေပြောရမှာပေါ့တော့ဆရာဒါလည်းအမျိုးသမီးလေးတယောက်က သူ့အမျိုးသားနေပြီးတော့သူ့ကိုပြောတယ်ကဲငါနဲ့ လိုက်ခဲ့ပါတော့အဲ့လိုပဲထွက်ပြီးတော့ခေါ်တဲ့အခါကျမြို့သူကြီးကလိုက်ချင်တယ်လိုက်ချင်မိမယ်လို့လည်းပဲသူမလိုက်နိုင်ဘူးတော့ဘာလဲခြိရွေးခေါ်ရလိုက်ချင်ပါလဲတော့သာရွှေကုန်းတစ်ခိုင်လုံးလုံးလုံးမဲ့ထွေးမပိုင်သေးရွေးတဲ့ဘလို့ဒါတော့သူ့ကိုယ်တိမပိုင်သေးပါဘူးပေါ့သူ့အမေကဒီလိုကနေပြီးတော့ သူ့ဘိုင်းနေပါတယ်သူတိတ်နေပါသေးတယ်ပေါ့ဗျာအဲအကြောင်းမလို့မလိုက်ပြရတင်လေသူညင်းလိုက်တယ်ပေါ့ဟောလိုက်တော့မလိုက်ဘူးမလိုက်ပြီမလို့လည်းပဲသူမလိုက်တော့တာလားလို့မေးရှိ၍ပေါ်ကလိုက်ချင်ပါလေသူလိုက်ချင်တယ်ဗျာလိုက်ချင်နေမှတော့သူမလိုက်တော့တဲ့ဒီလို့တော့ပြောလို့မဖြစ်ဘူးကြာနော်လိုက်တော့မလိုက်ဘူးမလိုက်သေးတာအဲနောက်တစ်ခါတီးတဲ့ အကြီးသေးအကြီးချင်းမြင့်ပြီးတကလားအဲချစ်သူ့ချစ်သူကနေခေါ်ရင်သူလိုက်ပြမှာတယ်ပြောဘောလို့တော့စတော့သူ့တော့နေပါသေးတယ်ဒီမှာအုတ်ချင်းအုတ်ဖင်းကြီးတွေမกินသေးပါဘူး ਨੇ ပြောနေတယ်ကမြင်းနေတယ်ပေါ့ကအဲတော့လိုက်ချင်လိုက်ချင်မယ်လို့လည်းပဲအုတ်ချင်းကြီးတွေရဲ့အုတ်ဖင်းကနေပြီးတော့မกินသေးပါဘူး ਨੇ ပြောပြီးခဲ့အကြီးသေးကိုမြင့်ပြီးတကလားလိုက်ချင်လား ဟိုတစ်ဖက်ကနေခေါ်ရမှာပေါ့ဗျာနော်အဲ့ဒါလို့ခေါ်လိုက်ရင် तू ပါသွားမှာလေဗျာအဲ့ဒါတော့ပြောမယ်ဆိုရင် तू ဟာမလိုက်တော့တဲ့သူမဟုတ်ဘူးမလိုက်သေးတဲ့သူလို့ဟာဒီလိုလည်းပြောရမှာပေါ့ဗျာနော်ဟုတ်ပါတော့တာအဲ့ဒါလို့ပဲကျုပ်တို့တွေလည်းပဲတတ်တာမှာတတ်ချင်းသေးတယ်လို့ဆိုရင်တော့မတတ်တော့တဲ့သူတော့မဟုတ်ဘူးလို့ပြောတတ်ချင်းမြင်လဲလို့လည်းပဲ ကြောင်မျိုးမျိုးတွေကြည့်ပြီးရင်တာရင်ကငရေမကြမလားမသိဘူးဒီဘာလို့ပေါ့ဗျာတာရင်ကနတ်ပြည်များမရောက်ဖဲနေတော့မလားမသိဘူးအဲဒီလိုမျိုးလို့မျောတရားတစ်ခုကြီးကြောက်တရားတစ်ခုကြီးကိုသူတွေတဲ့မြင်သားလို့ရှိရင်အသက်ကျင်ပေနဲ့လဲအသက်ဖဲနဲ့ရှောင်းမှာပေါ့ဗျာဘိုးကြီးနေနဲ့လဲဘိုးပဲနဲ့ရှောင်းမှာပေါ့ဗျာအဲဒီလိုကြည့်တဲ့အတွက်အဲဒီလိုပြောဖို့မျိုးဆိုရင်ဒီမှာအဲငါတတ်တော့တဲ့ဒီကိုတော့ ်ဘောဘီဒီပြောအဲ့တော့ကျုပ်တို့ဒီဒီဒီလာတွေကိုအကျိန်ပေါင်းများစွာယူလာခဲ့ကြပြီခဲ့ဘတ်တ်စင်တော့တဲ့ပြင်ဒီကတ်ဒီကတ်မဖိုးကျင်တော့တဲ့သူလဲကြစ်ကြအဲ့လိုမကြစ်ကြတဲ့ခဲ့ဘတ်တ်ကျင်တော့တဲ့သူဖိုးကျင်တော့တဲ့သူစစ်တဲ့အစင်ကြတော့ဒီလိုယူလို့ကဒီလိုရမှာပဲ ဒီဒီလာကိုမရသေးဘူးသိနော်ဗျာသူ့ဒီမကောင်းပြောက်ပြီးလို့ဘယ်ကအဲ့ဒါကြောင့်ဟိုရက်နောက်ရောက်ဆိုတော့